ရှိစကြိုတီတေလို့ခေါ်တဲ့ဒီအလုတ်လက်မဲ့ထောက်ပံ့ကြီးပေါ့နော်ရှောက်တာနဲ့ပတ်သက်ပြီးတော့ဒါ sharing လုပ်ပေးမယ်ပေါ့နော်အဲကိုကဒါအလုတ်ကထွက်လိုက်တယ်ပေါ့နော်အဲအလုတ်ထွက်ပြီးတော့ဒါကအလုတ်မလုတ်သေးဘူးပေါ့နော်အလုတ်လက်မဲ့ဖြစ်နေတဲ့ကာလမှာပေါ့နော်အော်ဒါ hello ကမှသွားပြီးတော့အလုတ်လက်မဲ့ထောက်ပံ့ကြီးဒါရှောက်ထောက်ခွင့်ရှိရပေါ့နော်ဒါကလူတိုင်းရှောက်ခွင့်ရှိလားဆိုတော့လူတိုင်းတော့ရှောက်ခွင့်မရှိဘူးပေါ့နော်ဒါသူတတ်မှတ်ထားတဲ့အချက်အလက်တွေနဲ့ကိုက်ညီမှသာလင်းပေါ့နော်အော်ဒါရှောက်လို့ရတာပေါ့နော် okay အဲ့ဆိုရင်ဘယ်အချက်အလက်တွေနဲ့ကိုက်ညီရမလဲဆိုတော့သူကပုံစံနှမျိုးခွဲထားတယ်ပေါ့နော်ဒီကိုယ့်သဘောဖြစ်ကိုအလုတ်ထွက် ွက်မယ်လို့ဆိုရင်ဒီအချက်ဒီအချက်ဒီအချက်ပေါ့နော်။နဲကိုက်ညီရဲဆိုရင်ဒါရှောက်လို့ရပါတယ်။ဒါမှမဟုတ်ကုမ္ပဏီကြောင့်အလုပ်ထွက်တာပေါ့နော်။လည်းသူဆိုရင်ဒါဒီအချက်ဒီချက်ဒီအချက်နဲ့ပေါ့နော်။ဒါကိုက်ညီရဲဆိုရင်ပေါ့နော်။အော်ဒါရှောက်လို့ရပါတယ်ဆိုပြီးတော့သူမှစီကံတက်တက်မှတ်ချက်ရှိရဲပေါ့နော်။ โอเคအဲ့ဒါအရင်ဦးဆုံးပေါ့နော်ဒါကိုယ့်သဘောဖြစ်ကိုအလုပ်ထွက်တာပေါ့နော်ဒါဂျပန်လိုဆိုရင်တော့ဂျီကိုစုကိုလို့ပြောတာပေါ့နော်โอเคကိုယ့်သဘောနဲ့ကိုယ်အလုပ်ထွက်တဲ့လူဆိုရင်တော့ဘယ်အချက်တွေနဲ့ကန့်ညီရမလဲဆိုတော့ပေါ့နော်နံပါတ်1ဒီအလုပ်အာမကံပေါ့နော်ဒီခိုရောခိုကံလို့ခေါ်တဲ့ဒီအလုပ်အာမကံပေါ့နော်ဒါအနည်းဆုံးတစ်နှစ်ဆောင်လာတဲ့သူဒါဖြစ်ကြမယ်ပေါ့နော်အဲပြီးတော့နံပါတ်2ကကျတော့လက်ရှိမှာအလုပ်လက်မဲ့ဖြစ်ရမယ်ပေါ့နော်အဲနံပါတ်3ကကျတော့ဒီအလုပ်တင်နေပေါ့နော်စာချုပ်မချုပ်ထားတဲ့သူဒါဖြစ်ကြမယ်ပေါ့နော် night day တွေပိုင်းညတွေမှာတတ်မှတ်ကတည်တဲ့သူဒါဖြစ်ကြမယ်ပေါ့နော် โอเคအဲ့ဒီအချက်၃ချက်နဲ့ဒါကန့်ညီတယ်ဆိုရင်တော့ဒါ hello work ကိုသွားပြီးတော့ဒါထောက်ပံ့ခြင်းလျှောက်လို့ရတယ်ပေါ့နော်โอเคဒီနေရာမှာပေါ့နော်ဒီဟာကိုနားထောင်ပြီးတော့မိကုန်းနေမေးလာနိုင်တယ်ပေါ့နော်ဥမာမသိသေးရဲ့လူကြီးလည်းရှိရဲ့ပေါ့နော်အဲအဲ့ဒီမိကုန်းတွေအတွက်ဖြေပေးရမယ်ဆိုရင်တော့နံပါတ်၁ပေါ့နော်အဲကိုကတော့အဲဒါဒီမှာရှစ်အလုံးမှာပေါ့နော်ရှစ်လပဲလုပ်ခဲ့တယ်အဲ့ဒါကြောင့်မို့အလုံးအာမကန်နဲ့ဒါရှစ်လပဲဒါဆောင်ခဲ့တယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုရင်တော့ဒါလျှောက်လို့ရလားဆိုတဲ့အခါကျတော့လုံးဝမရရတာမဟုတ်ဘူးပေါ့နော်အဲကိုကဒီအလုံးမတိုင်ခင်ပေါ့နော်ဒီအခုထွက်လိုက်တဲ့အလုံးမတိုင်ခင်ရှစ်မှာအလုံးလုတ်ခဲ့ပူတယ်ဆိုရင်ပေါ့နော် ဲဒါအဲ့ဒီလိုနေတဲ့လေးလာကိုအဲ့ဒီအလုတ်ကလေးလာကိုပေါင်းချိန်ပြီးတော့ဒါသူတို့ဘက်ကဒါလက်ခံနေပါတော့ ဆိုတော့အော်ဒီကိုကလက်ရှိထုတ်လာတဲ့အလုပ်မှာရှိလားအဲဒါရှိအလုပ်မှာဒါလေးလားလေးလားလုပ်ခဲ့ရလေးလားဆောင်ခဲ့ရဆိုရင်ပေါ့နော်ဒါ OK တယ်ပေါ့နော်ဒါလျှောက်လို့ရတယ်ပေါ့နော် OK အဲ့ဒီခါမှာဆိုရင်လိုအပ်ချက်ကကြတော့နှစ်ခုဖြစ်သွားမယ်ပေါ့နော်လေရှုပ်ခုယောဂလက်ရှိထွက်လိုက်တဲ့အလုပ်ကဟာလဲလိုတလို့ပြီးတော့ဒီအရှိရအလုပ်ကဟာလဲဒါလိုတယ်ပေါ့နော်အရှိကအလုပ်ကကြာနေမှုလို့ကိုယ်စီမှာမရှိတော့ဘူးဆိုရင်ပေါ့နော်ဥမာအလုပ်ကလည်းမပေးတော့ဘူးဆိုရင်ဒါက hello work ကနေပြီးတော့ဆက်ရွက်ဖြစ်တာဖြစ်တော့ကြောင့်မို့ hello work မှာပေါ့နော်ပြန်တောင်းလို့ရတယ်ဆိုင်ဟုတ်ကိုပြန်လုပ်ခိုင်းလို့ဒါရရတယ်ပေါ့နော် โอเคနောက်တစ်ခုပေါ့เนาะအဲဥမာအမဒီအလုတ်အမကန်ဆောင်လာတာဒါ၈လပဲရှိသေးရေပေါ့เนาะအဲဒီဒါဂျပန်မှာပထမဆုံးလုတ်ဘူးတဲ့အလုတ်ပမာမမလုတ်ဘူးပေါ့เนาะအဲအဲ့လိုမျိုးလူမျိုးတွေကြတော့ဒါရှောက်ကွင်းမရှိဘူးပေါ့เนาะဘာလို့လဲဆိုတဲ့အခါကြတော့၈လပဲရှိရမို့လို့ပေါ့เนาะပေါင်းလို့ရတဲ့အလုတ်လည်းမရှိရမို့လို့ပေါ့เนาะ โอเคအဲ့ဆိုရင်ကိုဒီမော်နောကိုတဘောနဲ့ကိုထွက်တဲ့လူတွေဆိုရင်ဒီအချက်သုံးချက်နဲ့ကိုက်ညီရယ်ဆိုရင်ဒါဟလိုဝတ်မှာအလုပ်လက်မဲ့ထောက်ပန်ကြီးပေါ့နော်ရှောက်လို့ရတယ်ပေါ့နော်နောက်နံပါတ်2နံပါတ်2ကကျတော့ဒီကုမ္ပဏီကြောင့်အလုပ်ထွက်တာပေါ့နော်ဒီခိုင်ရှာစူးကိုလို့ခေါ်တဲ့ကုမ္ပဏီကြောင့်အလုပ်ထွက်တာပေါ့နော်ကုမ္ပဏီကြောင့်အလုပ်ထွက်တယ်ဆိုတာကဥပမာကုမ္ပဏီကကိုယ့်ကိုအလုပ်ဖြုတ်လိုက်တာတို့ကုမ္ပဏီဒေဝါလီခံလိုက်ရတာတို့ပေါ့နော်အဲအဲ့လိုမျိုးအခြေအနေမှာဆိုရင်တော့ဒီအောက်ပါအချက်သုံးချက်နဲ့ပေါ့နော်ဒါကိုက်ညီရယ်ဆိုရင် ဒါဟလိုဝတ်မှာအလုတ်လက်မဲ့ထောက်ပံ့ကြေးပေါ့နော်ရှောက်လို့ရတယ်ပေါ့နော်နံပါတ်1ကကျတော့ဒီခိုရော့ဟုတ်ကံလုံးခေါ်တဲ့ဒီအလုတ်အာမကံပေါ့နော်အနည်းဆုံး6လဆောက်နားတဲ့သူဆိုရင်ပေါ့နော်အော်ဒါအာတရှောက်လို့ရတယ်ပေါ့နော်နံပါတ်2ကကျတော့လက်ရှိမှာဆိုရင်အလုတ်လက်မဲ့ဖြစ်ကြမယ်ပေါ့နော်အပေါ်အချက်တင်နေတူတူပဲနံပါတ်3ကကျတော့ဒီအလုတ်တင်နေပေါ့နော်စာချုပ်မချုပ်ထားတဲ့သူဒါဖြစ်ကြမယ်ပေါ့နော်အဲ့ဒီအချက်3ချက်နဲ့ကိုက်ညီတယ်ဆိုရင်တော့ဒါအာဒီအလုတ်လက်မဲ့အဲထောက်ပံ့ကြေးဒါရှောက်ခွင့်ရှိရပေါ့နော်ဟုတ်တဘောဖြစ်ကိုအလုတ်ထွက်တယ်ဆိုရင်ဒါအနည်းဆုံးအလုတ်အာမကံတစ်နှစ်ဆောင်ကြမယ်ဆိုပြီးတော့ဒါပြောခဲ့တယ်တစ်နှစ်မဆောင်နိုင်ရင်ပေါ့နော်ဒါရှောက်လို့မရဘူးဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော် မဲ့ကိုယ့်တဘောနဲ့ကိုယ်အလုပ်ထွက်တယ်ဆိုပေမဲ့ကို့မှာမှန်ကန်တဲ့အကြောင်းပြချက်ရှိနေတယ်ဆိုရင်ပေါ့နော်ဒါတစ်နှစ်မဟုတ်ဘဲနဲ့6လပဲဆောင်ခဲ့တယ်ဆိုရင်တော့မှပေါ့နော်တော့အာပေါ့နော်အဲဒီထောက်ပံ့ကြီးရှောက်ခွင့်ရှိရပေါ့နော်โอเคမှန်ကန်တဲ့အကြောင်းပြချက်တွေကကြတော့ဒါဘာတွေလဲဆိုတော့ဥမာနေမကောင်းတာတို့ပေါ့နော်ဥမာယောဂတစ်ခုခုဖြစ်တာတို့အဲပြီးရခါကြတော့ဥမာကိုယ့်ရွှေမျိုးတွေမှာတယောက်တယောက်နာမကျန်းဖြစ်လို့ပြုစုရမယ့်အနေထားတို့ဒါမှမဟုတ်ကိုယ့်ယောက်ျားအလုပ်ပြောင်းမလို့ကိုယ်ကအလုပ်ထွက်ပြီးတော့သူ့နောက်လိုက်ကမယ့်အနေထားမျိုးတို့ပေါ့နော်နောက်တစ်ခုကကြတော့ဒါကိုဝင်ရတာတို့ပေါ့နော်ပြီးတော့ခါကြတော့ကလေးမွေးမှာဖြစ်တာဖြစ်တော့တဲ့ကြောင့်ပေါ့နော်နောက်တစ်ခုက ော့ခလေးထည့်ရမှာဖြစ်လို့ပေါ့နော်အဲအဲ့လိုမျိုးမှန်ကန်တဲ့အကြောင်းပြချက်ရှိရင်တော့ဒါတစ်နှစ်မဟုတ်ဘဲနဲ့ပေါ့နော်6လပဲဆောင်တာလေဒါရှောက်ခွင့်ရှိရေပေါ့နော် ကိုကဘောနော်ထောက်ပံ့ကြေးဘယ်နည်းဆာရနိုင်မလဲဆိုတာဒါဒီဆရာမှဒါကြည့်လို့ရတယ်ဗောနော်အဲအပေါ်ကွက်မှာရေးထားတာကဒါကိုယ့်တဘောနဲ့ကိုယ့်အလုပ်ထွက်ရင်ဗောနော်ဒါဘယ်လောက်ရနိုင်မလဲဆိုတဲ့ဟာရေးထားတာဗောဒါဆိုရင်ရ60ရနေပြီးတော့ကိုယ့်တဘောနဲ့ကိုယ့်အလုပ်ထွက်လဲဆိုရင်60ရနေပြီးတော့150အတွင်းဒါရနိုင်တယ်ဗောနော်အဲဒီမှာဆိုရင်ဒါကိုယ့်ရဲ့ဒီအလုပ်အာမခံဆောင်တာတဲ့နှစ်ကအများကြီးများသလိုဗောနော်အော်ဒါရက်ပို့ရတယ်ဗောနော်အာကိုကကိုဆောင်တာ10နှစ်မပြည့်သေးဘူးဆိုရင်တော့ရက်60ပဲရမယ်ဗောနော်ဒါ10နှစ်ကျော်ပြီးတော့ဒါနှစ်20မပြည့်သေးဘူးဆိုရင်တော့ရက်120ရမယ်ဗောနော်အဲဒီမှာနှစ်20အထက်ဆောင်တာလဲဆိုရင်တော့ဒါရက်150ရမ မယ်ဆိုပြီးတော့ဒါသူရေးထားတာပေါ့နော်အာဒါမြန်မာတွေကတော့ရေးဘူးအဖြစ်အများဆုံးရနိုင်နေဆိုရင်ပေါ့နော်ဒါရေး60လောက်ပဲရနိုင်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ အဲဒီဆယ်နှစ်မပြည့်သေးတဲ့ပါမှာများမှာဖြစ်လို့ပေါ့နော်။ Okay ။နောက်တစ်ခုကကုမ္ပဏီကြောင့်အလုပ်ထွက်လိုက်တယ်ပေါ့နော်။ကုမ္ပဏီကြောင့်အလုပ်ထွက်လိုက်တယ်ဆိုရင်တော့ဒါရက်60ရာနေပြီးတော့ပေါ့နော်။ရက်330အထိဒါရနိုင်နေပေါ့နော်။အဲကုမ္ပဏီကြောင့်အလုပ်ထွက်ရင်ကတော့ဒါအသက်ပေါ်လဲမူတည်ပြီးတော့ဒါရက်ကကွာသွားတယ်ပေါ့နော်။အသက်ပေါ်လဲမူတည်တယ်။အဲပြီးတဲ့အခါကျတော့အမကန်ဆောင်လာတဲ့နှစ်ပေါ်လဲမူတည်တယ်။ဒါအသေးစိတ်ဈေးအမှကြည့်ကြည့်လိုက်ပေါ့နော်။ဟို60လေးရနိုင်တယ်လို့ဟို120လေးရနိုင်တယ်၊150လေးရနိုင်တယ်၊180လေးရနိုင်တယ်၊240လေးရနိုင်တယ်ပေါ့နော်။အမ330လဲဒါရနိုင်နေပေါ့နော်။ အတရှိကဒီအရင်တုန်းက Facebook မှာပေါ့နော်လွန်ခဲ့တဲ့တစ်နှစ်လောက်ကပေါ့နော် Facebook မှာပေါ့နော်ရေးပြီးတော့ဒါ share လုပ်ပေးပူတယ်ပေါ့နော်ဗီဒီယိုရိုက်တာမဟုတ်ဘဲနဲ့ရေးပြီးတော့ share လုပ်ပေးပူတယ်ပေါ့နော်အဲ့မှာဘာတွေလမေးကြလဲဆိုတော့ဒီဇိုင်းနုကတက်တန်တူရတယ်အဲပြီးတော့ visa ချိန်းရတယ်ပေါ့နော်အဲ့ချိန်တွင်းမှာတော့တွှောက်လို့ရလားဆိုပြီးတော့မေးကြတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီ Hello World ရဲ့ရုံးပေါ်ပဲမူတည်ရပေါ့နော် Hello World ကဒါလက်ခံနေဆိုရင်ရတယ်ပေါ့နော်လက်မခံဆိုရင်မရဘူးပေါ့နော်ဘာလို့လဲဆိုတော့လက်ခံနေနေရလဲရှိတယ်လို့လက်မခံနေနေရလဲရှိရပေါ့နော်ဒါပေမဲ့အဲ့ဒါကအဲ့ဒီနေ့မှာတာဝန်ကျတဲ့ဝန်ထမ်းပေါ်လေဒါမူတည်လိမ့်မယ်ပေါ့နော်အဲနောက်တစ်ခု ားကြတော့ဒီမြန်မာနိုင်ငံကိုပြန်ပြီးတော့ပဲဖြစ်ဖြစ်ထိုင်းပြန်ပြီးတော့ပဲဒါအခွန်ထုတ်ထားတယ်ပေါ့နော်အဲအဲ့လိုမျိုးလူတွေကိုရှောက်လို့ရတာပေါ့နော်ဆိုပြီးမေးကြတယ်ပေါ့နော်အဲအဲ့လိုမျိုးလူတွေကဒါရှောက်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကိုထုတ်တာတဲ့ဟာဒီပေါ့နော်ပင်စင်ကုန်ဖြစ်တယ်ပေါ့နော်ဒီအလုအမကန်ကိုခွန်ထုတ်တာတော့မဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မို့ဒါရှောက်ခွင့်ရှိရရှောက်လို့ရတယ်ပေါ့နော် အဲတချို့တွေပေါ့နော်ဒီအလုပ်ရှိရတိုင်းနဲ့အလုပ်ပိုက်သူနှစ်ခုသုံးခုလုပ်နေရတိုင်းနဲ့အလုပ်လုပ်မဲ့ထောက်ပံ့ခြင်းကိုလျှောက်ခဲ့ရရခဲ့တယ်ဆိုပြီးတော့ပေါ့နော် share လုပ်ဒါပေးတဲ့လူတွေလည်းရှိရပေါ့နော်အဲ့ဒါမလောက်ကဘူးပေါ့နော်အမမိမမိနော်ခေစားမရှိဘူးမိရင်တော့ပေါ့နော်ဒါကိုကြောင့်နဲ့တခြားမြန်မာတွေလည်းဒါဒုက္ခရောက်နိုင်ဟိုဟာနည်းနည်း kibishi ဖြစ်လာမှာပေါ့နော်ပြီးတဲ့အခါကျတော့ကိုကိုတိုင်းဒါမိသွားတယ်ဆိုရင်လည်းဒါထောက်ပံ့ခြင်းမယူရသေးဘူးဆိုရင်ရဆိုင်ခံတိမယ်ပေါ့နော်ထောက်ပံ့ခြင်းယူပြီးပြီးဆိုရင်ပေါ့နော်အာဒါအဲ့ကိုယူရတဲ့ထောက်ပံ့ခြင်းပလက်နှစ်စပေါ့နော်အလုံးပေါင်းသုံးစပြန်ပေးရမယ်ပေါ့နော်ပြီးတဲ့အခါကျတော့ကိုကလိန်တာလိန်တာပေါ့နော်ကြီးရင်ကြီး ီးတလေပေါ့နော်ဟိုမှာ ROI သူနှစ်ခုသုံးခုလုံနေပြီးတော့အဲအဲ့လိုမျိုးဆိုရင်ဒါပြစ်မှုကြီးရတယ်မှာပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်အဲဒါဥပဒေရအရေးယူခံရမယ်ပေါ့နော်ထောင်ချတဲ့အထိဒါဖြစ်နိုင်တယ်ပေါ့နော်အဲအဲ့ဒါကြောင့်မို့မလုပ်ပါနဲ့ပေါ့နော်မဖြစ်သေးလို့ပေါ့နော်ဒါဖြစ်ရင်အကြီးပဲပေါ့နော်အဲပြင်ဗီဇာရေးပါညာတွေတက်တန်းတိုးတဲ့ခါကျရင်လည်းဒါဒုက္ခရောက်နိုင်တယ်ပြစ်မှုရှိရတာဖြစ်တာဖြစ်တော့တကြောင်မလို့ပေါ့နော်โอเคဟလိုအမထောက်ပံ့ကြေးတက်လျှောက်တော့မယ်ပေါ့နော်ဘာဆိုင်ရဆာတန်းနေယူသွားမှာလဲဆိုရင်တော့ လေးချက်ခုရောရဲပေါ့နော်ပြီးတော့ဇန်နူးကက်ရဲပြီးတော့ဘတ်ဆာအုပ်ရဲပေါ့နော်ပြီးတော့အဲဓာတ်ပုံနှစ်ပုံရဲပေါ့နော်ဒီဓာတ်ပုံကမိဝါလေးကိစ္စမရှိပေါ့နော်ဒီရက်တကြိမ်ဆယ်စုံမိတ်ကက်ထွားတဲ့ခါမှာယူသွားရင်တိုက်ရပြီပေါ့နော်ဓာတ်ပုံရဲ့ size ကတော့3.24 cm ဖြစ်ပြီးတော့ဓာတ်ပုံကနှစ်ပုံလိုရဲပေါ့နော် okay ဒီနေရာမှာလေးချက်ခုရောဆိုတာဘာကိုပြောတာလဲဆိုတဲ့ခါကျတော့ဒီအလုတ်ကနေပြီးတော့ပေါ့နော်ဟိုကိုဝင်လာတဲ့ဒီအလုတ်အမကန်ကိုပေါ့နော်ထွက်လိုက်ပါပြီဆိုတဲ့ဒါစာရွက်ပေါ့နော်အဲဒီစာရွက်က original ဘယ်ကနေပြီးတော့လာတာလဲဆိုတော့ hello work ကနေပြီးတော့လာတာပေါ့နော် hello work ကနေပြီးတော့ဟိုဒါအလုတ်ရှင်ပို့ပေးရပေါ့နော်အလုတ်ရှင်ကနေပြီးတော့မှကိုတဆင်ပြန်ပို့ပေးတာပေါ့နော်အဲ့ဒါကြောင့် င်မို့ဒီကိုကအလုတ်ထွက်လာရင်ညှုပ်ခုရောချက်ချင်းမရဘူးပေါ့နော်အဲဒါအမနှစ်ပတ်လောက်လဲကြာနိုင်တယ်လို့ပေါ့နော်ဆယ်ရက်လောက်လဲကြာနိုင်တယ်လို့တစ်လလောက်လဲဒါကြာနိုင်တယ်ပေါ့နော်โอเคညှုပ်ခုရောက၂ရက်ရှိရယ်ပေါ့နော်ပထမစာပြောမှာကကြတော့ကိုဖြည့်ရမယ့်ဟာကကြတော့ဘန်ဒေတာတွေပဲဖြည့်အောင်ပဲပေါ့နော်ကျန်တာဟယ်လိုဝတ်ကနေသူ့ဘာသူဖြည့်ပြီးတယ်ပေါ့နော်အဲဒီဒုတိယစာပြောမှာဆိုရင်တော့ နောက်ဆုံးနောက်ဆုံးပေါ့နော်လောကက6လဆာပေါ့နော်ဟိုရေးရတယ်ပေါ့နော်အဲ့ဒီ6လဆာကကြတော့များတယ်ပေါ့နော်အခွန်မဖြတ်ကတည်တဲ့ပစံမလို့များတယ်ပေါ့နော်သူထောက်ပံ့ကြည့်ပေးတဲ့ခါမှာဆိုရင်အဲ့ဒီအဲ့မှာရေးရတယ်ပေါ့နော်အခွန်မဖြတ်ကတည်တဲ့အဲ့ဒီအတိုင်းကိုပေါ့နော်ဟောဒါတွက်ပေးတာပေါ့နော်အဲတော့ဘလို့တွက်ခါရလဲဆိုတော့အကြံမြင်ပြောပြမယ်ဆိုရင်အဲ့ဒီ6လဆာကိုပေါင်းလိုက်ပေါ့နော်ပေါင်းပြီးရင်အဲ့ဒီပေါင်းလို့ရတဲ့ဟာကို180နဲ့စားပေါ့နော်180နဲ့စားပြီးတဲ့ခါကျရင် မာရာဂိုင်နှုံးနဲ့ပြမြောက်ကတည်းရေပေါ့နော်အဲ့ဒီရာဂိုင်နှုံးကကြတော့ကိုယ့်ရဲ့အသက်အရွယ်နဲ့တွက်တာပေါ့နော်အော်ဒါ average အဖြစ်50ရာဂိုင်နှုံးနဲ့80ရာဂိုင်နှုံးနဲ့ကြားပေါ့နော်ဥမာကိုယ့်ရဲ့အသက်ကဥမာ30ကျော်ရဲဆိုရင်တော့ဒါ3.65နဲ့မြောက်ကြတယ်ပေါ့နော်အဲအဲ့လိုမျိုးဥမာ65ရာဂိုင်နှုံး3.65နဲ့မြောက်ကြတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးအဲအဲ့မှာတွက်လိုက်တယ်ပေါ့နော်ဒါကသူက hello work ကထုတ်တာတဲ့ဇေယျရှိရေပေါ့နော် အဲ့လိုမျိုးဒါတွက်လိုက်တဲ့ခါမှာဆိုရင်ကိုယ့်ရဲ့တရက်စာဘယ်လောက်ရမလဲဆိုရယ်ပတ်စံသိရမယ်ပေါ့နော်တရက်စာဘယ်လောက်ရမလဲဆိုရင်သိရင်ကိုက1000ပန့်ကြီးပေါ့နော်ရက်60ရမယ်ဆိုရင်တရက်စာနဲ့60နဲ့မြှောက်လိုက်တာ every ရမယ်ပတ်စံသိရမယ်ပေါ့နော်โอเคလိုအပ်တဲ့စာရွက်စာတန်းကတော့ဒါပဲပေါ့နော်ဒီမှာပုံမှန်ပြလာတဲ့အတိုင်းနေရှုပ်ကူရရဲ့ဆိုင်နုကက်ရဲ့ပြီးတော့ဟောဘန်စာအုပ်ရပေါ့နော်ပြီးတော့ဓာတ်ပုံရပေါ့နော်ဒါဆိုရင်လိုအပ်တဲ့စာရွက်စာတန်းလေးယူပြီးတော့ပေါ့နော်ဒါကိုနေတဲ့မြို့ရေပေါ့နော်ဟလိုအပ်ကိုတွားပြီးတော့ဒါတွားပြီးတော့တွားလျှောက်ကမယ်ပေါ့နော် ကိုကလိမ့်စာမသိဘူးဆိုရင်ပေါ့နော်ဒါ Google မှာပေါ့နော်အဲဒါကိုနေတဲ့မြို့ပေါ့နော်နာနီနာနီရှိ Hello World ကိုဆိုပြီးတော့ရိုက်ရှာလိုက်ရင်ပေါ့နော်ဒါ Hello World ရဲ့လိမ့်စာကြာလာလိမ့်မယ်ပေါ့နော် hello ကိုသွားပြီးတော့ဘလို့ပြောရလဲပေါ့နော်ဆဆမိတ်ကင်မှာဗာရင်းရှင်းပြလဲပေါ့နော်ပြီးတော့ဘလူတွေဖြစ်ရလဲပေါ့နော်ပြီးတော့ပတ်စံကဘလောက်ရမှာလဲပေါ့နော်အဲကျွန်내အသေးစိတ်တွေကိုနောက်ပိုင်းဗီဒီယိုတွေမှာထပ်ပြီးတော့ရှယ်ရီလုပ်ပေးပါမယ်